မိမကုံနဲ့ပတ်သက်ပြီးအမျိုးသမီးတွေကိုယ်တိုင်တောင်မသိသေးလောက်တဲ့အချက်၅ချက်ကိုဖော်ပြပေးခြင်းပါတယ်။နံပါတ်၁မိမကုံမှာ ကိုပိုင်ဂေဟစနစ်ရှိပြီးပြင်ပတဲ့လက်ရုံးညီထွေရှိတဲ့ pH လည်းရှိပါတယ်။ကျန်းမာတဲ့ pH က acid အနေထားမျိုးဖြစ်ပြီးပုံမှန်အားဖြင့်3.5နဲ့4.5ကြားမှာရှိပါတယ်။မိမကုံရဲ့ pH ကအပြောင်းလဲဖြစ်သွားရင် ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဥပမာပြောရရင်သွေး သို့ချောစီအများစုဝင်းမကူရင်းထက်ဖြန်းစေဘက်တီးရီးယားမှုဆွဲတာနဲ့တုတ်ဖိုးတည်စေတွေကိုတုံးရင်ဝင်းမကူရဲ့ pH ကိုအဆင့်မြကြေကနေညော့သွားစေနိုင်ပါလေဒီလိုဖြစ်သွားရင်ဝင်းမကူရရလာပူဆက်ပူလောင်ဖြစ်တာနဲ့ပုံမှန်မဟုတ်တဲ့အရေးတွေဆင်းလာလို့ဖြစ်တတ်ပါလေမှုနဲ့ကန်တီတာမှုပိုးတွေဟာဝင်းမကူ pH ကို acid ပမာဏပိုဖြစ်စေပါလေနံပါတ်1ဝင်းမကူရဲ့ဂေဟစနစ်ဟာဥရီလိုပဲ ကောင်းတဲ့ဘက်တီးရီးယားတွေပေါ်မှာအကြီးအကျယ်မူတည်နေပါတယ်။ကောင်းတဲ့ဘက်တီးရီးယားလက်တိုဘက်ဆဲလက်စာမင်းမကူမှာမှိုပိုးဝင်မှုမဖြစ်အောင်ကာကွယ်ပေးတဲ့အရာ ဖြစ်ပါတယ်။ဒါကြောင့်လက်တိုဘက်ဆဲလက်စ်ပါတဲ့ဒင်းချင်ကိုစားတာဖြစ်စစေမြှိဝဲတာတို့ကိုပြုလုပ်ပေးတယ်ပါတယ်။တကယ်လို့ပရိဇီဝပိုးသက်စေးကိုတတ်မှတ်ကာလပြည့်မီအောင်တောက်သုံးနေရသူဖြစ်ရင်ဦးလန်းကြောင်းနဲ့မင်းမကူမှာရှိတဲ့ကောင်းတဲ့ဘက်တီးရီးယားပါဝင်ဘက်တီးရီးယားအလုံးတည်သွားနိုင်တာကြောင့် ကူးစက်ပိုးဝင်မှုဖြစ်လွယ်ပါတယ်။ဒီအချိန်မှာဒင်းဂျင်လိုအချိုးပြုတ်ဘက်တီးရပါတဲ့အစာကို စားတော့ပေးတယ်ပါတယ်။နံပါတ်၃မိမကိုကအလွန်တန်မာတဲ့ကြွက်သားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒါကြောင့်ကလေးတူကိုမွေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။ကလေးမွေးတာဟော်မုန်းကျစင်းတာအသက်ကြီးကြတဲ့တချို့သောကျန်းမာရေးခြေတွေကြောင့်မိမကိုကြွက်သားကိုညော့ရဲစေနိုင်ပါလေ။ဂီဂန်လေးချင်းကကြွက်သားတန်ဆွမ်းစေတဲ့လေးချင်းကနဲ့ ဒီမစုံကြွက်သားတန်ဆွမ်းစေတဲ့လေ့ကျင့်ခန်းတွေအားလုံးဟာမင်းမကူကြွက်သားတွေကိုတန်ဆွမ်းစေတဲ့အတွက်အိမ်တော်ရဲ့ကိုအစဉ်ပြေးစေသလိုစီမထိန်နိုင်တဲ့ဝိညာဉ်ကိုလည်းအဖြစ်နေစေပါတယ်။နံပါတ်၄မင်းမကူကူးဆက်ဖို့ဝင်ချိန်မှာပုံမှန်မဟုတ်တဲ့အချွဲတွေဖြစ်ပေါ်လာပြီးပုံမှန်အချွဲတွေနဲ့ရောထွေးသွားနိုင်ပါတယ်။မာမျိုးဥကြွေခံဒီအချိန်မှာမင်းမကူအချွဲတွေထူလာပါတယ်။တခါတရံပိုးဝင်တဲ့အခါပုံမှန်မဟုတ်တဲ့အချွဲမြေတွေဖြစ်လာတာကြောင့်အဲဒီခါမှာဆီယဝန်နဲ့ပြတာတင်ပါတယ်။ နံပါတ်၅ပင်ကိုမင်းမကိုအနေထားကပုံမှန်ပဲဖြစ်ပါတယ်ဆိုလိုတာကမင်းမကိုဆိုတာပုံစံအမျိုးမျိုးအရွယ်အစားမျိုးမျိုးရှိတတ်တဲ့အတွက်ပုံမှန်မဟုတ်ဘူးခွဲစိတ်ပြုပြင်ဖို့လိုအပ်တယ်ဆိုပြီးအမျိုးသမီးတချို့ကစိတ်ပူနေတတ်ပါတယ်တကယ်တော့မင်းမအင်္ဂါဇတ်နှစ်ခန်းအရှိကထူလွန်းတာရှည်လွန်းတာတူလွန်းတာပုံဒရာမနာရီဖြစ်နေတယ်လို့မရှိပါဘူးပုံမှန်မဖြစ်တာကြောင့်စိတ်ပူစရာမလိုပါဘူး ဆက်လက်ပြီးတော့ကိုမဆောင်ခင်ပြင်စင်စရာများအကြောင်းကိုလေ့လာကြရအောင်ကိုဝင်ဆောင်တဲ့ဆိုတာလူလောကအတွက်အနာဂတ်မျိုးဆက်သစ်တွေကိုမွေးဖွားဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်ကိုဝင်ဆောင်ချိန်မှာရောမွေးဖွားပြီးတဲ့အချိန်ထိမိခင်ရောကလေးပါကျန်းမာဖို့ကအင်မတန်မှအရေးကြီးပါတယ်ကိုမဆောင်ခင် စစ်ဆေးခြင်းနိုင်ငံတကာမှာတော့ကိုမဆောင်သေးခင်မှာတာဖာမီးရဲ့ဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကိုဝင်အတွက်ကြိုတင်စစ်ဆေးချက်တွေ ပြုလုပ်လေရှိကြပါတယ်။တချို့နိုင်ငံမှာတော့ကိုယ်မဆောင်ခင်စစ်စစ်မှုတွေကို အများအပြားလှုပ်ဆောင်လို့မရှိပါဘူး။မိခင်တို့မဟုတ်ကိုယ်ဝန်ကိုထိခိုက်နိုင်မဲ့ယောဂါတွေဆေးတွေကိုကြိုးတင့်ရထားနိုင်ပါတယ်။ဗီဇဆစ်စစ်ခြင်းလူရုံးလိုက်တဲ့ယောဂါတွေဟာတချို့မိသားစုတွေမှာရှိတတ်ကြပါတယ်။မိဘလောင်းနှစ်ဖက်စလုံးကဆွေမျိုးတွေပါမကြမ်းယောဂရာဇဝင်လိုက်ပေးထားတင်ပါတယ်ဒီလိုအခြေအနေမျိုးတွေအတွက်မွေးလာမဲ့ကလေးမှာယောဂရှိမရှိ ဂျိုဒန်စစ်ဆေးမှုတွေကိုနိုင်ငံတကာမှာအသုံးတင်ကြကြပါတယ်။တချို့နိုင်ငံမှာတော့ဈေးကြီးနေတဲ့အတွက်အသုံးနေသေးပါတယ်။အရက်ဆေးလိုက်တဲ့မူရစေဝါများအရက်ဆေးလိုက်တဲ့မူရစေတွေ ဆိုတာတာမန်လူတွေအတွက်တောင်မကောင်းပါဘူး။ကိုဝန်တဲ့နဲ့အထူးသဖြင့်ဗိုက်ထဲကခလီအတွက်ပိုးလုံးတောင်အန်ဒီရဲ့များစေပါတယ်။တားပြက်တားလျှော်ခြင်းဒလေးအုံနောက်ထိခိုက်ခြင်းကိုအလေးချိန်မပြည့်ခြင်းအဆရှိတဲ့ဖြစ်စဉ်တွေဖြစ်လာနိုင်တဲ့အတွက် ကိုယ်မဆောင်မီကာလကလေးကဝေးဝေးကရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။ပူမွားရန်ကင်းဝေးရေအစာတောက်တွေမှာပါတယ်။ယောဂပူမွားတွေကြောင့်ခလီနဲ့မိခင်ကို ထိခိုက်မှုမရှိဖို့အတွက်အစာတန်ရှင်းမှုရှိအောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ်။အစာအတော့စိတ်များကို ရေနဲ့သေချာတန်ရှင်းစေခြင်းအစာမစားမချက်ပြုတ်မီမစားမီလက်စေးခြင်းအစာသားရေသက်များသာတုံ့ဆွဲခြင်းလမ်းမေးစာများကိုရှောင်ကျဉ်ခြင်းတွေပြုလုပ်သင့်ပါတယ်ကဖိန်းနဲ့ ကော်ဖီမှာပါတဲ့ကဖိန်းတက်ကပမာဏများတဲ့အမျိုးသမီးတွေရဲ့မျိုးပွားနိုင်စွမ်းကိုညော့ကျစေတယ်လို့ဆိုထားပါတယ်။ကိုဝင်ဆောင်လိုတဲ့မျိုးသမီးတွေအနေနဲ့တနေ့ကိုကော်ဖီတစ်ခွက်သာတောက်သုံးသင့်ပါတယ်လို့မူရင်ပစောင်းပါမှာဖော်ပြထားပါတယ်။ပဝင်ချင်းကိုဝင်ဆောင်တယောက်အတွက်ပဝင်ချင်းကလည်းအရေးကြီးပါတယ်။နေထိုင်တဲ့ပဝင်ချင်းဒေသမှာဓာတုဓာတ်ပေါင်းတွေပေါ်များနေခြင်းဓာတ်ရောင်ချီတင်ခြင်းဆက်ယုံအယုတ်လုံရဲ့ညီကချင်း လေးအတွက်မလိုလားအပ်တဲ့အကျိုးဆက်တွေရှိလာနိုင်တာကိုသတိထားသင့်ပါတယ်။စိတ်ကြမ်းပါရဲ့။ကိုဝင်ဆောင်နိုင်ခြင်းကို မိခင်လောင်းရဲ့စိတ်ကြမ်းပါရဲ့ကအတော်လွမ်းမိုးထားပါတယ်။မိခင်လောင်းမှာ စိတ်သက်သာခြင်းတောကများနေခြင်းအဆရှိတဲ့စိတ်ကြမ်းပါရဲ့အခြေအနေတွေမရှိဖို့လိုအပ်ပါတယ်။တွားတဲ့ခရင်ကြမ်းပါရဲ့။ကိုဝင်ဆောင်ကာလတလျှောက်မှာဖြစ်တတ်တဲ့ဟော်မုန်းအပြောင်းလဲတွေကြောင့်တွားတဲ့ခရင်အထူးသဖြင့်တဖုံးတွေညည်းရောင်ရနေတတ်ပါတယ်။ဒါကြောင့် နောက်ဆုံး6လအတွင်းတွားဆီယံဝန်နဲ့မပြရသေးဘူးဆိုရင်တော့တွားဆေးခန်းဘက်တစ်ချက်တွားကြည့်တင်ပါလေလေ့ကျင့်ခန်းများပေါ်ပါတဲ့လေ့ကျင့်ခန်းတွေယောဂနဲ့အသက်ရှူလေ့ကျင့်ခန်းတွေကစိတ်ရောလူပါလမ်းစားစေပြီးတွင်းလည်ပတ်မှုကောင်းစေတဲ့အတွက်မိခင်ရောကလေးရောစမ်းမတန်ဆွမ်းစေမှာဖြစ်ပါလေပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုတော့ရှောင်ကျဉ်တင်ပါလေဒါအပြင်ကိုယ်လေးချိန်မဝလို့မပိန်လို့မဲ့တင့်တဲ့ကိုယ်လေးချိန်ကိုထိန်းထားတင်ပါလေငွေကြီး ဒါကတော့မပါမဖြစ်ပါကိုဝင်ဆောင်ကလာတလျှောက်အလုံနာနေရမယ့်ရက်တွေမိဘခွင့်ရပိမယ်လေအဲ့ဒီအချိန်တွေမွေးဖွားစိတ်ကလေးစိတ်တွေဆေးရုံစိတ်တွေအတွက်ခုကလေးကကြိုတင်ပြင်ဆင်ထားတယ်မှာလေဒါမှသာမွေးဖွားရမယ့်အချိန်မှာငွေကြေးကိုစိတ်မပူပင်ရမှာဖြစ်ပါတယ်ဒါဆိုချားစင်းများနဲ့ရာသီစဝန်ဒါဆိုချားစင်းတွေတောက်သုံးနာရက်တံပြီးရက်ပိုင်းကနေတလပဝင်းကျင်လောက်မှာကိုဝင်ဆောင်နိုင်ပါတယ်၃လ၆လခန့်စည်းတွေကတော့ ဆေးရပြီး6လခန့်အထိကြာမှာဓမ္မတာပုံမှန်ပြန်ဖြစ်တတ်ပါတယ်။ဆေးရပြီးမိမိဓမ္မတာပုံမှန်ပြန်ဖြစ်မှကိုယ်ဝန်ဆောင်မှုပြန်လည်စူးစမ်းတင်ပါတယ်။အစာတောက်များမိခင်လောင်းကအစာတောက်မရှောင်ပါနဲ့။အာဟာရကိုဖြစ်စေတဲ့လက်ဆက်တဲ့အသားကတန်ရှင်းတဲ့အသီးနှံများအရွက်မျိုးစုံတွေကို စားတင်ပါတယ်။မိခင်လောင်းအနေနဲ့ဒိန်ချင်တဲ့နွားနို့တတ်တွေကိုလည်းတောက်တုံးတင်ပါတယ်။ဆုံးဖြတ်ချက်ခိုင်ပါပြီလား။မိခင်ဖြစ်ရတဲ့ဘဝဟာ အလူသမီးတွေအတွက်အမြင့်မြတ်ဆုံးဘဝဖြစ်ပါတယ်။ဘဝအပြောင်းလဲတစ်ခုလည်းဖြစ်တဲ့အတွက်မိဘနှစ်ဦးစလုံးကပါဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားတင်ပါတယ်။အနာဂတ်မိသားစုစီမံကိန်းတွေကလေးရတဲ့အခါတာဝန်ခွဲယူမှုတွေမိဘတွေရဲ့ယုံကြည်သက်ဝင်မှုတွေအတွက်ပါတောင်းဆိတ်နေအောင်စဉ်းစားထားရမှာဖြစ်ပါတယ်။